အလုတ်ကန်ကိစ္စပိုင်းနဲ့စီးပွားရေးငွေရေးကြေးရေးကျန်းမာရေးအခြေပညာရေးအစားဆောင်ရွက်ရှောင်းနဲ့ပြုလုပ်မယ့်ရေဒီယာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလမှာဆိုရင်ဗဟုသသမီးရဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုစတင်ပြီးတော့ပြပြပေးပါမယ်။ဒီလအတွင်းမှာလုပ်ငန်းစီးပွားရေးပိုင်းတွေမှာပေါ့နော်။ဒီလောက်ကန်နေတဲ့နေရာမှာလက်ရှိနေထားတဲ့တိုးတက်ပြောင်းလဲလာတာမျိုးတွေတော့ရှိမယ်။စိတ်ကူးကြံစီတစ်တွေပေါ်လာစေတတ်ပါတယ်တဲ့။နော်ဒီလအတွင်းမှာငွေအရင်းနှီးမပါပဲ။ နော်အတက်ပညာဉာဏ်ပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတယ်ငွေရင်းနှီးမြှုပ်နှံမှုတွေမှာအတက်ကိုယ့်ရဲ့အတက်ပညာဉာဏ်ပညာပေါ့နော်လက်မှုပညာအတက်ပညာတွေဒီလိုမျိုးတွေနဲ့လောက်တဲ့လုပ်ငန်းတွေဟာပို့ပြီးတော့အောင်မြင်မှုရရှိပါလိမ့်မယ်ပေါ့နော်အဲ့တော့လုပ်ငန်းခွင်လန်းတစ်တွေပေါ်လာမယ်နော်အလုရှာနေတဲ့သူတွေအလုမရသေးတဲ့သူတွေအလုရတာမျိုးတွေတော့ရှိမယ်နောက်ပြီးတော့ရန်နာထားတဲ့အလုတွေလည်းပြန်ပြီးအဆင်ပြေတာမျိုးတွေတော့ရှိမယ်ဘာပဲလုပ်လို့အနှဲငယ်အတိုက်ခံလေးတွေပေါ်တာမျိုးတွေနော်လူရောစိတ်ကောပင်မနာမျိုးတွေတော့ရှိမယ် မမရဲ့တော့လမ်းညွန်စီမံခန့်ခွဲမှုကြောင့်တိုးတက်အောင်မြင်လာတာမျိုးတွေတော့ရှိမယ်လုပ်ငန်းအဆင့်တိုးတက်မယ်ပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေထူးခြားစွာတိုးတက်လာတာမျိုးလေးတွေလုပ်ငန်းသစ်စတင်ပြီးတော့လောက်ကင်လိုသူများကအချိန်ခါကောင်းဖြစ်မဲ့လာလေးတလာပဲဖြစ်ပါတယ်နော် နောက်ထပ်ပြီးတော့ရဝေးနဲ့ဆက်သွက်တဲ့လုံတဲ့လုပ်ငန်းလေးတွေမှာလွယ်ကူချုံးမှုမဲ့အောင်မြင်လိမ့်မယ်အဆင်ပြေလိမ့်မယ်နော်ဝန်ထမ်းဆိုရင်အလုံးမှာလုပ်ငန်းအဆင့်တိုးတက်မဲ့နာမည်ကုန်သတင်းကြော်စောတာလေးတွေရာထူးအဆင့်လုပ်ငန်းအဆင့်တိုးတက်လာတာမျိုးလေးတွေတော့ရှိမယ် ဲ့တော့ဒီကာလမှာတနင်္လာနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းကြာတာပရင်းနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းအင်ကာနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအောင်မြင်မှုရရှိမယ်။ဒီလုပ်ငန်းလုပ်နေတဲ့သူတွေအတွက်ကလည်းလုပ်ငန်းစီးပွားအဆင့်တိုးတက်မယ်။ဒီနံပစ္စည်းတွေကလည်းမမိအရှိကိုအဝင်ရှိမဲ့အနေထားလေးတွေတွေ့ရတယ်နော်။အဲ့တော့တနင်္လာနေ့ဆိုတာကကုံမာလုပ်ငန်းနေနော်ကုံစုံကုံချောက်ဆိုင်ငပိငချောက်ခြံကားကြောက်လုပ်ငန်းနော်အဲ့ဒီလုပ်ငန်းတွေကအကျိုးပြုပါတယ် ကုံစိမ်းပေါ့နော်အစားဒါအကျိုးပြုတဲ့လုပ်ငန်းနေနောက်ထပ်ဒီကြာတာပရင်းနဲ့နေဖြစ်တဲ့ဒါအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းပွဲရုံပွဲစားလုပ်ငန်းပြိဘောကလုပ်ငန်းပန်းရောင်းတာမုံရောင်းတာပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမွေးမြူရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်အနောက်ထပ်ဒါအင်ကာနန်ဆိုရင်စားတောက်ကုံစတိုးဆိုင်တန်စီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်ဆက်တူရှယ်ယာလုပ်ငန်းတွေအကျိုးပြုတဲ့အဲ့လုပ်ငန်းတွေနဲ့စီးပွားရေး လုပ်နေတဲ့လုပ်ချင်းလဲအဆင်ပြေမယ်ပေါ့အတ္တမီလုပ်လုံးမဲ့သူတွေလည်းဒီလုပ်ငန်းတွေလုပ်မယ်ဆိုရင်အဆင်ပြေမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီနန်ပစ္စည်းတွေလည်းအိမ်ကိုအဝင်ရှိတယ်အဲဒီလာထဲမှာကောင်းမှုကုသိုလ်လေးတွေလည်းနော်ကုသိုလ်ကောင်းမှုလေးတွေအ ਨੇ အများပြုပြုရတာမျိုးတွေတော့ရှိမယ်မမီအိမ်မှာတော့လကောင်းပေါ့နော်ကိုကိုတိုင်းတော့လကောင်းပြုရတာမျိုးတွေတော့ရှိမယ်အလူမင်္ဂလာပြုရတတ်တယ်အလူတန်းတော့လကောင်းမင်္ဂလာတော့လကောင်းပြုရတတ်တယ်နောက်ထပ် အဲဘောနော်ဒါဒီလာထဲမှာဆိုရင်လုပ်ငန်းစီးပွားပိုင်းနေလုပ်တဲ့နေရာမှာ ကောင်းမွန်ကုသိုလ်လေးတွေပေါ့နော်အလူဒါနာလေးတွေနဲ့ရှင်တွဲပြီးတော့လုပ်ငန်းမှန်းနေလုပ်မဲ့ဆိုရင်ခက်ခဲမှုတွေလွန်မြောက်မဲ့လာလေးတလာပဲဖြစ်ပါတယ်နော် နောက်ထပ်ငွေကြေးခန္ဓာလေးတွေပေါ့နော်ငွေကြေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာငွေကန်ကောင်းနေမယ်ငွေအဝင်ရှိမယ်ပေါ့နော်မထင်မထားတဲ့နေရာကနေငွေကြေးလေးတွေဝင်လာတာမျိုးလေးတွေလောရှိလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီလာထဲမှာငွေလူလင်ခံရတဲ့အတွက်အာမခန္ဓာချင်းကတာတတိထားငွေကုံစရာလေးတွေကတော့အเจ้าမျိုးမျိုးနဲ့ပေါ်လာနိုင်သေးတယ်ပေါ့နော်ထို့ကြောင့်ငွေရုပ်ပေါက်လေးတွေကတော့ထိမို့လို့မယ်သူတစ်ပါးကိုပေါ့နော်ငွေကြေးထောက်ပံ့မှုအကူအညီပေးနေရမှုကြောင့်ငွေလေးတွေပြန်ထွက်တတ်ပါတယ်တဲ့နော်အဲ့တော့ဖြင်းလန်းနေတဲ့ငွေရှာတာလေးတွေလောင်းကစားလောက်တာလေးတွေ အထူးရှောင်ပေးပါเนาะဒီလာထဲမှာအဲ့တော့ငွေကန်တော့ကောင်းတဲ့အတွက်ငွေကိုစုဆောင်းမယ်ချွေတာနိုင်တယ်ဆိုရင်ပို့ပြီးတော့ငွေအားကောင်းမယ်အနေထားရှိရယ်เนาะ နောက်ထပ်လူမှုရေးကဏ္ဍလေးကတော့လူမှုရေးကံကောင်းနေတယ်။အဲတော့မိကောင်းဆွေကောင်းနေနဲ့တွေ့မယ်၊ဆရာကောင်းသမားကောင်းနေနဲ့တွေ့မယ်၊လူလိမ်လူညာတွေနဲ့တိုးတက်တဲ့အတွက်လည်းတတိထားပြောဆိုဆက်ဆံမှာလူတိုင်းကတော့ကိုယ့်ဘောကောင်းမနေဘူးပေါ့နော်။အဲအပေါင်းအသင်းပေါင်းတဲ့နေရာမှာတတိထားပြီးပေါင်းပေးပါအပေါင်းအသင်းကြောင့်အပေါင်းအသင်းကောင်းနေနဲ့တွေ့နိုင်သူတို့အပေါင်းအသင်းဆိုးတဲ့သူတွေနဲ့တွေ့နိုင်တဲ့အတွက်တတိထားပေါင်းသင်းဖို့တော့လိုအပ်ပါလိမ့်မယ်ပေါ့နော်။အဲတော့အဖွဲ့အစည်းတွေမှာပေါ့နော်ကိုကဒီဒီ အဖွဲ့အစည်းအသင်းဖွဲ့တွေမှာမမီးကပါဝင်ဘောနော်ဒါလောက်ကန်ရတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်။သူများကိစ္စလေးတွေလည်းအနှဲငယ်ဝင်ရောက်ဖြေရှင်းပေးရတာမျိုးတွေရောရှိမယ်။သူတို့ဘာမကောင်းပြောဆိုခြင်းတော့ခံရတာမျိုးတွေရှိရတဲ့အတွက်နော်အဆအဆရာတတိထားပြောဆိုတင်းနဲ့နော်လာလိမ့်တလားဖြစ်တယ်။အဲ့တော့လူမျိုးရေးပိုင်းတွေကတော့ကြီးကြီးမားမားပြဿနာတော့မရှိဘူးပေါ့နော်။ နောက်ထပ်အိမ်တွင်းအိမ်နောင်ရေးခန္ဓာလေးတွေပေါ့နော်အဲ့တော့အိမ်တွင်းအိမ်နောင်ရေးခန္ဓာလေးတို့ကြည်လိုက်တဲ့အခါမှာအနှဲငယ်စိတ်လိုမချမှုတွေရှိနေတတ်တဲ့ပေါ့နော်မိမိကတော့မိသားစုအပေါ်မှာတော့ဩစာလွှမ်းမိုးနိုင်တဲ့အနေထားလေးတွေတော့ရှိမယ်အိမ်နောင်ရေးမှာတစ်ခါတည်းရန်အစမပြေမှုတွေရှိမယ်မိမိအိမ်နောင်ဘက်ရဲ့အကျိုးပြုမှုတွေလည်းရရှိတတ်တယ်တစ်ခါလေးတန်မြောက်ဝင်နာလေးတွေစိတ်မချမှုတွေစိတ်လိုမချမှုတွေအနှဲငယ်ရှိပေမဲ့လည်းပြဿနာကြီးကြီးမားမားမရှိဘူးအဲ့တော့အတောအစားအပျော်အပါအထူးရှောင်ပေးရမှာဖြစ်ပါတယ်နော်အိမ်နောင်ရေးဆရာရှုတော်မျိုးအတောအစားအပျော်ပါ ရှောင်နိုင်ပို့ပြီးအားကောင်းမယ်အပျော်ပါတောက်စားရှိပါကအိမ်နှင်းအိမ်တော်ရေးအေးချမ်းမှုအားနဲ့ထက်တယ်နော် နောက်ထပ်မေတ္တာရေးခန္ဓာလေးပေါ့နော်ငွေသူတွေအတွက်မေတ္တာရေးခန္ဓာလေးမှာအလွန်ဆန်းပွင့်နေတဲ့ကာလဖြစ်တယ်။နော်မမီတို့928မေတ္တာနဲ့ရော1500မေတ္တာနဲ့ရောချစ်တဲ့လူခင်တဲ့လူပေါများတဲ့ကာလလေးဖြစ်ပါတယ်နော်။အဲ့တော့ချစ်သူရေးစားမရှိတဲ့သူတွေကတော့ချစ်သူရေးစားရမယ်။အထီးကျန်တဲ့သူတွေလည်းချစ်သူအသေးရတာမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့တော့မမီချစ်သူရဲ့အလေးနဲ့ထားခြင်းဂူးဆိုင်ခြင်းခံရတာမျိုးလေးတွေကြုံမယ်။မမီချစ်သူထမ်းမှလက်ဆောင်ပစ္စည်းလေးလည်းရတတ်ပါတယ်ပေါ့နော်။အဲ့တော့တခါတရံပေါ့နော်။ဒါနောက်ဆက်လေးတွေချစ်သူလူကြတဲ့မှာနောက်ဆက် စ်လေးတွေပေါ်လာနိုင်တဲ့သစ္စာရှိရှိလဲတွဲပါအဆက်အသွယ်ပြတ်နေတဲ့သူတွေပြန်ရတာမျိုးအစမပြေဖြစ်နေတဲ့သူတွေလည်းပြန်ပြီးပြေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအခြေခံတာလေးကတော့ဒါတယောက်နဲ့တယောက်နားလည်မှုနဲ့သစ္စာရှိရှိလဲတွဲနိုင်ပို့ပြီးအေးချမ်းနိုင်ပါတယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့အခြေခံတာလေးတွေကတော့ဒါဒီလအတွက်အဆင်ပြေတဲ့နော်လာလေးတလဖြစ်တယ် နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့နော်ကျမ်းမာရေးခန္ဓာလေးတွေကတော့ဥကောင်းမကြည်ရားလေးတွေအကျော်အားနေတာလေးတွေနော်လေးအောင်နာ1ဖိုက်နဲ့ပတ်သက်တာလေးတွေရှိမယ်အမျိုးသမီးတွေဆိုရင်သွေးသားမမှန်တာလေးတွေပေါ့နော်သွေးသားနဲ့ပတ်သက်တာလေးတွေရှိမယ်မူမောရှင်တုံတာလေးတွေမတော်တဆထိခိုက်တဲ့ဟန်တာလေးတွေရှိမယ်ကြီးကြီးမားမားယောဂါဆိုတော့မရှိဘူးပေါ့နော်အသက်ကြီးပိုင်းတွေကတော့1ဖိုက်နဲ့ပတ်သက်တာလေးနဲ့ပတ်သက်တဲ့ယောဂါနှလုံးအားနေပြီးမူမောရှင်တုံတာလေးတွေရှိမယ်တခါတရံဆေးထိုးဆေးတောက်လောရတာရှိမယ်အသက်အန်တွေဆိုရင်ဆရာမရှိဘူးကြီးကြီးမားမားယောဂါဆိုတော့မကြောက်ရောက်နိုင်ဘူးပေါ့ เนาะအဲ့လိုမျိုးအဲ့တော့ကျန်းမာရေးကတော့ဒီလိုမျိုးယောဂလေးကတော့အနည်းငယ်ဖြစ်တတ်တဲ့เนาะအနေထားရှိတယ်နောက်ထပ်ပညာရေးခန္ဓာเนาะပညာရေးခန္ဓာတွေကတော့ပညာရေးကောင်းမွန်မဲ့ကျိုးစားတော့ထွန်းပေါက်အောင်မြင်မဲ့ကာလဖြစ်တဲ့ဆရာကောင်းသမားကောင်းတွေရဲ့တွင်တွင်ဆုံးမမှုလမ်းညွှန်မှုကြောင့်အောင်မြင်မှုရရှိမဲ့သိပညာဘူးတရာတွေတိုးပွားမဲ့လာလေးတလဖြစ်တယ်ပေါ့เนาะတခါတည်းရင်ပညာရေးခန္ဓာမှာတခြားအရာတွေစိတ်နစ်နေမှုကြောင့်ပညာရေးကိုဒါစိတ်မပါသလိုဖြစ်တတ်တဲ့အတွက်အားစိုက်ပြီးတော့เนาะစိတ်နစ်ပြီးစူးစမ်းနိုင်တော့အောင်မြင်မှုရရှိတတ်ပါတယ်နောက်ထပ်ပြည်တွင်းပြည်ပခီး ီးကံကိုကြည်လိုက်တဲ့အခါမှာဒါပြည်တွင်းပြပါခီးကံအားကောင်းတဲ့ပြည်တွင်းခီးစင်တော်ကောင်ပြပါခီးစင်တော်ကောင်ထွက်ရတာခီးတို့လေးတွေတွားတာမျိုးတွေတော့ရှိမယ်ထို့ကြောင့်ပြည်တွင်းပြပါခီးကံတော့အားကောင်းတဲ့လာလေးတလားဖြစ်ပါတယ်အော်ဒီလအတွက်အချိုးပေး lucky color လေးတွေကတော့နီညိုပွင့်နီညိုရောင်လေးတွေအနီပွင့်အနီရောင်မီးခိုးရောင်လေးတွေကတော့အချိုးပေး lucky color လေးတွေဖြစ်တယ် အဲ့တော့ဒီတလာနောက်အတွက်เนาะအရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောစကားတွေအရေးကြီးသောခီးစဉ်တွေတွောလာတဲ့နေမှာဝစ်စင်အသုံးပြုခြင်းဖြင့်ကန်ဆာပွင့်နှင်းစေပါလိမ့်မယ်เนาะအဲ့တော့ဒီတလာလုံးအတွက် lucky ခဏလေးတွေကြီးလိုက်တဲ့အခါမှာ1ခဏ9ခဏ9ခဏက lucky ခဏလေးတွေ lucky color လေးတွေဖြစ်ပါတယ်အဲ့တော့ ဆောင်ရံရှောင်းတဲ့ရေရာလေးတွေပြောပြပါမယ်เนาะပြုလို့အမယ်ဒါရေရာလေးတွေကတော့မိမိအိမ်ဖះမှာเนาะအမြဲတမ်းအာယုံဆုံးเนาะအုံချောင်းညွအလင်းတိုင်းလေးတွေကတ်လူပေးပါเนาะနောက်ပြီးတော့တက်ကြီးပူစော်ပေးပါအစာအစာရှားပါလို့အစာတောက်ပွေးဝတ်တဲ့ရှားပါလို့ဝတ်ထည့်လူပြီးတော့လိုရာဆူတောင်းပေးပါเนาะအာရှောင်းရံအနေနဲ့ကတော့เนาะမိမိရရက်တေသားသားစားခြင်းအမဲသားစားခြင်းလောင်းကစားပြုလုပ်ခြင်းအထူးရှောင်းပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့စမပေးတဲ့ရေရာလေးတွေဆောင်ရံရှောင်းလေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါ ။ယနေ့မှစဗဟုသသမီးတွေစားစားရအဆင်ပြေမှုရှိကြပါစေ။လုံငယ်စည်းပွားတိုးတက်ကြပါသည်။အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေ။ယောဂဘေးရဲ့နေဘေးတွေကင်းဝေးပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆမဆောလာနယ်နီကနေဆုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင်။အမှန်ဆိုရင်ဂျာတာဘေး